တဲ့ခစ်ကိုပြောပြပေးပါမယ်ဖြစ်ပါတယ်။ခစ်စကဲပြေကို ကိုလိုနီခစ်ကရေးသားခဲ့ပါတယ်။ခစ်စကဲပြေကို တင်မောင်မြင့်သိပ္ပံမောင်ဝါရေးသားသည်။တင်မောင်မြင့်သိပ္ပံမောင်ဝါကို1899ခုနှစ်ဇွန်လ9ရက်မော်လမြိုင်မြို့ဘုံဘော်နယ်ကျွန်းရွာတွင်အဖဦးအောင်ရွှေအမိဒေါ်တိတုံမှဖွားမြင်ခဲ့သည်။အမိရင်မှဦးစိန်လေးဖြစ်သည်။ဦးစိန်လေးသည်1905မှာ 1919ခုနှစ်ထိမူဘိုရဲ့ဆရာဦးချက်လာကြောင်းတွင်စတင်ပြီးညာတင်ကြခဲ့သည်ထို့နောက်မောင်ငယ်ရရှိစင်အော့ဂတ်စတင်တို့ရောက်ရှိပညာသင်ခဲ့သည်ခရမာရန်စာဝေးဝဲအောင်မြင်ပြီးမြန်မာဘာသာကိုအထူးလေ့လာလျက်ဝါဒနာအလျောက်ဝစီယာသင်ဟူသောအမည်ဖြင့်မြမတရင်စာများတွင်စောင်းပွားများရေးသားခဲ့သည်သူနှင့်ဆယ်ရန်းစာမေးဝဲကိုမြမဘာသာနှင့် ပါဠိဘာသာတို့တွင်ဂုံနုဖြင့်အောင်မြင်ခဲ့ပြီးနောက်ရန်ကုန်မြို့ကောလိုက်တိတ်ပိုင်းကျောင်းကြီးတွင်ပညာဆက်လက်သင်ကြားခဲ့သည်တကယ်၍1924ခုနှစ်တွင်အာရေးဆောင်ပွဲပွဲကိုအောင်မြင်ရ၌မြန်မာဘာသာတွင်ပထမရရှိသောကြောင့်ဒါရုအောင်စုကိုရရှိခဲ့သည်ပါဠိဘာသာတွင်လည်းအမှန်အများဆုံးရရှိခဲ့သည်တကယ်၍1926ခုနှစ်တွင်မြန်မာဘာသာ၌ဂုံနုတန်းတက်ရောက်ရာ 1928ခုနှစ်တွင်ဝိဇာဂုံလူဝဲရရှိခဲ့သည်ပထမတန်းဂုံလူဖြင့်ထူးချွန်စွာအောင်မြင်ပြီးပထမဆုံးမြန်မာစာဂုံလူဝဲရသူဖြစ်သည်ရှေးဦးပထမ BA စာမွေးပွဲကိုအောင်မြင်ခဲ့သည်1929-1929ထိတက္ကသိုလ်နီးပြအဖြစ်တာဝန်ထမ်းဆောင်ပြီးငါးလအကြာအိန္ဒိယနိုင်ငံ ICS စာမွေးပွဲအောင်မြင်သဖြင့် ်အင်္ဂလန်ပြည်သို့ဆေလွှတ်ချင်ခံရသည်1929 1940နှစ်အထိမြို့အုပ်နေပိုင်ဝင်ထောက်အရေးပိုင်ဒုတိယအတွင်းဝင်စတီယာတို့အမျိုးမျိုးဖြင့်နိုင်ငံတော်ဝင်များကိုထမ်းဆောင်ခဲ့သည်ဦးစိန်တင်သည်တိဗ္ဗံဘဝတမောင်မြင့်ကိဗ္ဗံကျောင်းသားမောင်များတွင်ကိစ္ဆာမောင်ဂုံမတ်တို့တင်တင်ထွေရန်ကုန်သိမ်းဖေမောင်လူအေး စသည့်အမည်များဖြင့်စာပေဆိုင်ရာစောင်းပွားများစွာကိုရေးသားခဲ့သည်။ဦးစိန်လင်းသည်1942ခုနှစ်ဇွန်လ6ရက်နေ့တွင်ကွယ်လွန်နေစာရောက်သည်။ခေတ်စကားပြည်သည် ကောင်းသောခေတ်ဆန်ခြင်းလို့ပေါ်သားလင်းတည်ထင်ကြရဲ့အကြံပြုထားသည်။ခေတ်စကားပြည်သည်ကောင်းသောခေတ်ဆန်ခြင်းလို့ပေါ်သားလင်းတည်ထင်ကြရဲ့အကြံပြုထားသည်။ခေတ် ခေဆိုသည့်ဇာကသည်ခေတ္တဆိုသောပါဠိဇာကမှဆင်းသက်လာဟန်သူလေသည်ခေတ္တဆိုသောဇာကမှမြမဇာကကဲ့သို့ပင် ဖြစ်လျက်နေလေပြီခေတ္တနှင့်ခဏဆိုသောဇာကတို့မှလည်းအတူတူပင်ခေဆိုသောဇာကကို ယခုဆိုသောအသေးပဲမျိုးနှင့်လည်းတုံးလေးရှိသည်ဤခေခဏယခုဆိုသောဇာကတို့မှညီအကိုဝန်ခွဲများဖြစ်ကြလေသည်ဇာတိခေအာနာခေဝိတ္တယခေဆိုသောကျန်းကန်လာခေများလည်းရှိလေဤ ဤဆောင်မတွင်ယခုကာလအများဆုံးသိုးဆွေးနေကြသောခေအကြောင်းကိုရေးသားပါမည်။ခေစားတည်ဆိုးလိုက်လျင်တစုံတစ်ခုသောအရာကိုယခုခဏကလေးတွင်ထင်ပေါ်၍လူကြိုက်များသည်ကိုဆိုလို၏။ခေစားတည်ဆိုးလိုက်ပြန်လျင်ယခုကာလနှင့်ဆိုင်သောအရာမျိုးမျိုးကိုနှစ်သက်ခြင်းကိုဆိုလိုလေသည်။ခေဆိုသောစကားသည် အလွန်တော်သားသောစကားဖြစ်၏။တာရမတ်မတည်ပဲနှင့်တာသားသောစကားဖြစ်သည်။၎င်းစကားတွင် ပကာသနာကလေးပါ၏ ။မခံချင်သောအရာကလေးလည်းပါ၏။အယုံတက်ချင်သောအရာကလေးလည်းပါလိမ့်၏။ခေတီသောစတဲ့အတွင်း၌လူအပေါင်းလည်းပဲနေကြရသည်ကိုတတိထားမိကြပါ၏လော။ယောက်ျားမိန်းမမဟုညီသူမဆိုခီဤကျုံများဖြစ်နေကြသည်ကိုသိမိကြပါ၏လော။ရှိရခါကမြန်မာများအင်္ဂလိပ်စာကိုမသိကြ။အင်္ဂလိပ်ကျောင်းတွင်မနေကြ။ဖုန်းတော်ကြီးကျောင်းများနှင့်ကိစ္စတုံးကြလေတော့သည်။ အတန်ကြာလင်ခေတ်ဆန်သူအချို့အင်္ဂလိပ်ကျောင်းသို့သွားပြီးလင်အင်္ဂလိပ်စာကိုသင်ကြားကြလေသည်၎င်းခေတ်ဆန်သူတို့အားဘုန်းတော်ကြီးကျောင်းသားတို့ကလူရမဝင်ဟုအယူရှိကြ၏အင်္ဂလိပ်ကျောင်းသားဟုဆိုလင်ပင်အရင်အစရင်အတိုင်းဝတ်မသူဟု၍ကဲ့ရဲ့ကြကုန်၏မျိုးဖြတ်တွေစားဖြတ်တွေကလမတ်တွေဟုမထင်မဲ့ကြကုန်၏ဟောကလမတ်တွေဟု ထင်မဲ့ကြကုန်၏ခေဥကျင်ကခေတ်ဆန်သူတွေ မမများလာအနေရခက်လာ၏ဟင်သားများကြားတွင် ကြီးတကောင်ကဲ့သို့ ကြီးများကြားတွင်ဟင်သားတကောင်ကဲ့သို့လည်းဟင်သားတကောင်ကဲ့သို့၎င်းမတင်တယ်ကြာမီအင်္ဂလိပ်စာသင်သူတွေတစတစများပြီးများရလာခဲ့၏ထိုအခါခေဆန်သူတို့ကအားကောင်းလာပြီလျှင်ခေမဆန်သူတို့အားလက်မိုးလိုက်လျော်သည်ထိုအခါမုခရီကို တောက်ကြရကုန်၏ အင်္ဂလိပ်စာသင်ခြင်းကရှေ့ကကဲ့သို့အဆန်းမဟုတ်တော့ပြီးခေတ်ဆန်တီမမီတော့ပြီးမိတိအရာကိုမဆိုလက်ဦးအစတီထွင်လိုက်ရင်လူအများမနေတတ်ကြမြင့်တက်သူအနေငယ်တာမကြမီနောက်လိုက်တဲ့တစတစပေါများလာကြပေါများလာစမြင်ယခုမိပင် မောခရေကိုတောက်ကြရကုန်၏ထိုအခါခေတ်ဆန်တီဆိုသောဇကာပပြောက်၍တွားရလေတော့သည်ထို့ကြောင့်ခေတ်ဆန်တီဆိုသောဇကာနှင့်အတိထွင်သည် စမ်းသည်ဆိုသောစကားတို့မှာအတူတူဖြစ်သည်ဟု၍ဆိုလင်မှားလိမ့်မည်မဟုတ်ခေဆိုသောစကားကိုကြားလိုက်ရရင်အတိထွင်ခြင်းကိုတတိယမည်ဖြစ်၏ခေဆန်ခြင်းအတိထွင်ခြင်းတို့ကို ကြိုက်လဲမကြိုက်ကြမကြိုက်ဖဲလဲမနေနိုင်ကြအလွန်တရာမှစမ်းကြဲလာပြီယောက်ျားမိမမဟုမိသူမဆိုခေဆန်ခြင်းသည်ဟူသော အရှင်ဤသူများသာဖြစ်လေသည် ယောက်ျားမိန်းမမဟုမိသူမဆိုခက်ဆန်းခြင်းသည်ဟူသောအရှင်ဤကျုံများသာဖြစ်လေသည်ခက်ဆန်းခြင်းမရှိလင်အတိတ်ထွင်ခြင်းမရှိလင်လောကကြီးမှာတိုးတက်ခြင်းကင်းတော်မူတိတ်လျက်ပြင်းစရာကြီးဖြစ်နေတော်မူခက်ဆန်းခြင်းအတိတ်ထွင်ခြင်းသာမရှိခဲ့ပါမူမိယထာမိတမောတယထာမောတောကရင်းပြန်တို့ကိုမြင်မှုကြမြင်မဟုတ်ပေခက်ဆန်းသူတို့ဤကျေးဇူးကြောင့်သာလေ၎င်းရင်းများကိုစီးပူကြရပေသည် ်မြင်မှုကြရပေသည်ညီမြသားသားသောခေတ်ဆန်းခြင်းပင်ဤ၎င်းယင်များဖြစ်မြအောင်ကြံစီကြစဉ်ကလူများ၏စိတ်တွင်ထိုးကြံစီသူတို့အားအယူများဟူ၍ပင်အထင်ခံကြရပေသည်ဤခေတ်ဆန်းခြင်းမျိုးကကောင်းသောခေတ်ဆန်းခြင်းအကျိုးရှိသောခေတ်ဆန်းခြင်းတို့ပေသည်အာဘိတိုက်တော်ထိုက်သောခေတ်ဆန်းခြင်းတို့ပေသည်ခေဆန်တိုင်းလည်းကောင်းသည်ဟု၍မဆိုသာ အကျိုးမရှိသောခေဆန်ခြင်းတို့လည်းအများပင်ရှိပေသည် ၎င်းခေဆန်းခြင်းမျိုးကိုကအာမပေးခြင်းတို့တော့ကောင်းသောအကျိုးရှိသောခေဆန်းခြင်းမကောင်းသောအကျိုးရောက်သောခေဆန်းခြင်း ဖြစ်စေကမူဒီစုံတယောက်ကစတင်လိုက်ရင်ဒစဒစလူအများလိုက်ပါလာရပြီလေခေကထူးဆန်းအောင်ပဲကောင်းပြီစွာခေဆန်းခြင်းဝင်လိုက်ခေဆန်းခြင်းဝင်လိုက်ဒီနေ့တပြိုင်နဲ့မြေစုံများမတားနိုင်မြေစုံမှမစီနိုင်လက်မိုင်ချကကြီးကြရနေသည်မိမများသည်အဝေစား အလားပြင်ချင်းတို့နေပတ်သက်၍အစမ်းထွင်ဆုံးသောသူတို့သည်ဇတုံးရွယ်ရွယ်ဇတုံးဇတုံးရွယ်ရွယ်ထုံးရမှာဇတုံးကြီးကြီးဖြစ်လာအောင်အစမ်းထွင်ကြ၏တယောက်ကအတစ်ထွင်လိုက်ရင်တရာတထောင်စသည်ဖြင့်နောက်လိုက်တွင်ပုံများ၍လာကြ၏ဤသို့အစမ်းထွင်ခြင်းကအကျိုးရှိသောအစမ်းထွင်ခြင်းမျိုးမဟုတ်ဆန်စုအတွက်ပတ်စံပုံကုန်ဤခေါင်းလေးဤအလုံးများဤကြည့်၍လေခေါင်းများစွာမကောင်းလား ယောက်ျားအပေါင်းတို့ကတည်င်းစာမဂ္ဂဇင်းတို့မှနေ၍အပြည့်တင်ဇာကာရေးသားကြကုန်၏ဖြုံပင်မဖြုံတို့သည်ထက်သာတို့၏လာကြကုန်၏နောက်ဆုံး၌အလုံးပင်လက်လျှော့ကကြည်နေကြရလေတော့သည်ခေကိုမြေသူသားတားနိုင်ပါအန်နီခေကိုမြေသူသားနိုင်ပါအန်နီယခုအခါမူကားသူကောင်းမှလည်းစတုံးကြီးငါကောင်းမှလည်းစတုံးကြီးစတုံးကြီးများကိုသာလျှင်မြင်ကြရဖန်ပြတော့စတုံးကြီးညမှကြီးကောင်းဒီဟု၍ ်ချင်းမကြရာလေးတော့ဒီရခုအခါသတုံးသေးသေးထုံလာတော့မိန်းကလေးတယောက်ကိုမြင်လေမျက်စီတွေဒီအမြင်ကွက်အလွဲဆိုးနေလေပြီးခစ်ကတကိုးကြည့်ပြီးဆိုမိန်းကလေးများအင်ကြီးပါပါဝိုင်းသားကိုဝစ်တော့ကြောင့်တလောကတတော်ပင်ဆူလိုက်သည်ဤယခုကမိသူမျက်မဆူနိုင်တော့သည်ကြည်နေကြရတော့ဤအင်ကြီးပါဝစ်ခြင်းကိုအကျိုးမရှိသည်ကမဲ့ဤမလာဒီကမဲ့ဤသို့သောအဝိပါဝစ်ခြင်းသည်ခစ်ဆန်ဤ မင်းကလေးတို့ကခစ်ဆန်ဒီကိုအလိုရှိ၏နှစ်သက်ဤမြန်းတို့ဤအောက်ကြသည်နောက်ကြသည်ခဲ့မမီဟူ၍အပြောခံရသည်ကိုညာစွာဆိုတော်သူများဖြစ်ပေ၏ခစ်ဆန်လုံးကြသည်ဖြင့်မြမများသတော်မွေးကြကုန်လေပြီတို့တော်မကောင်းသောခစ်ဆန်ခြင်းကို တိုင်းညာလျက်ပင်ရှိကြသည်ဤ တလားတဲ့တွင်လုံကြီးဆန်းပဝါဆန်းအမျိုးမျိုးပေါ်လျက်နေ၏ခေဆန်ခြင်းမြန်လွန်းလာ၏တကားအဝေးရောက်သူများနေရကြပြီ၏တကားရခင်လာကဝဲထားသောလုံကြီးပဝါတို့ကိုယခုလာတွင်မဝေ့လိုပြီမချုံလိုပြီရခင်ဆရက်ကဝဲထားသောလုံကြီးပဝါတို့ကိုယနေ့တွင်မဝေ့လိုပြီမချုံလိုပြီတချို့သောသူတို့၌တစ်သက်လုံးဝေ့ရမကုန်နိုင်လောက်အဝေးစားတွင်များနေပြီဖြစ်တော်လဲ့ စမ်းဆိုသမျှဝယ်နေတော့မင်းထားစရာနေရာပင်မရှိပြီဤခေတ်ကခေဆိုးကြီးဖြစ်သောကြောင့်အယောင်ဝယ်မကောင်းဂျင်းဝေရှာပါအတိဒုက္ခရောက်သူများသည်ဒုက္ခရောက်သူများသည်ဟူ၍လူတိုင်းပဲဆက်ကပြောနေကြ၏သို့သောအဝိစာဘကခေဆန်းခြင်းက တလတချာတဏီတချာတနာဤတချာတိုးလျက်ပင်ရှိလေသည်ခေဆန်းသောအဝိစာများအကြောင်းရေသားသည့်မဂ္ဂစင်များပေါ်လာလေပြီ ။ဓာမီကောင်းဆောင်သတင်းစာများသည်ခေတ်ဆန်သောအဝေးစားများကြောင့်ဆောင်းပါးတို့ကို တွေ့မိကြရလိမ့်မည်။ယောက်ျားဆောင်းပါးရှင်များပင်လည်းခေတ်ဆန်သောမိန်းမများအကြောင်းကိုရေးသားနေကြလိမ့်မည်။မိန်းမဆန်လွန်းလာ၏။ချွေတားရေးတရားချွေတားရေးတရားဟောနေကြရမည်ခေတ်တွင်အပြုံးတရားများကိုဟောနေကြပြီတကားခေစားခြင်းကိုမြေသူများမတားနိုင်ဒီကမအေးသို့တော်မကောင်းသောခေကိုကောင်းသောခေဖြစ်လာအောင်ကလုပ်နိုင်မည် အဖျုံခင်မှာရွှေသားချင်းခင်ကိုကြောက်အောင်ကလုံးနိုင်ပြီးခင်ကိုခင်းနေကြတယ်။ကြာရေးကုဆယ်ရသည်။အင်းကြီးရဲ့ဘင်းအချားကြီးမရှိဘူး။မိမများအင်းကြီးပါဝကြသည်ကိုမကြိုက်ဘူးဖြစ်တယ်။၎င်းတို့ကအင်းကြီးပါမဝရန်တရားဟောခြင်းမပြုကြပဲအင်းကြီးချိုချိုဝစီကိုခင်းစံအောင်လုပ်ပေးလိုက်ရင်အချင်းချင်းနောက်လိုက်ပြီးပေါများ၍ဒါပေးလိုက်မည်။မိ၏အပြည့်အထားစီမံတီကိုတာဒမန်ပိတ်ကတားဆီးခြင်းနဲ့အခြားဘက်သို့မြောင်းလုပေးပေးလိုက်ခြင်းကလည်းကို တည်တည်သို့သည်မြည်ရဲ့အပြန်ထန်စီးနေသည်ကို တာတမန်ပိတ်ကာတားဆီးခြင်းတဲ့အခြားဘက်သို့မြောက်လူရီပြေးလိုက်ခြင်းကလည်းကိုတည်တည်သို့သည်စာရေးသားဘက်တွေလည်းခေဆန်လျက်နေကြလိမ့်ပြီးဤသို့ခေဆန်ကအထွေထွေချင်းကကောင်းမ၏သို့သောစမ်းလင်ပြီးရောဆိုကစမ်းလွန်ချင်းကမကောင်းပေ ယခုကာလလူငယ်များ ရေးသားကြသောစာများမှာရှိစာအချို့ရှိစာအချို့တို့ကဲ့သို့တော်တော်ဝဲဝဲခွင့်နေခြင်းမရှိတူတူတောင်းတောင်းနဲ့ဆိုလိုရင်းအချက်ကိုပေါ်လျောင်ရေးသားလေးရှိကြလေသည်ဤသို့အသေးထွင်ခြင်းကကောင်းပါ၏နားလိုက်တွင်လည်းပုံများ၍လာလေပြီခေစာများဟူ၏ပင်ခေါ်ဆိုသူတို့ကခေါ်ဆိုကြကုန်လေပြီတို့ရသည်ခေစံယုံများမှာက ခေဆန်လုံးအကြီးသွားတော်သူအချို့လည်းရှိလေသည်၎င်းတို့စာမြန်မှာခေဆန်လုံးသွားသည်ဖြင့်အေးဒါပြပြရမည်အစားထစ်ထင်ငုံငုံဖြစ်သွားလေ၎င်းတို့စာမြန်မှာခေဆန်လုံးသွားသည်ဖြင့်အေးဒါပြပြရမည်အစားထစ်ထင်ငုံငုံဖြစ်လျက်သွား၏အချို့သောစာမြန်မှာဒီနန်းစာထက်ပင်ဒုတောင်းနေသောကြောင့်စကယ်ပြပြချင်းကိုနောက်ရှိ၏ချိုးသောစာမြန်မှာဂျင်းနန်းစာထက်ပင်ဒုတောင်းနေသောကြောင့်စကယ်ပြပြချင်းကိုနောက်ရှိ၏ အတိတ်ဘက်ပေါ်လင်ခြင်းကိုနောက်ရှည်၏။ဤစာတို့ကခေတ်ဆန်လွန်သောစာများဖြစ်ပေသည်။လောကမှာမိတိရာမမဆိုတန်လင်စေဖြစ်၏၊လွန်လင်ပေးဖြစ်၏။ခေတ်ဆန်ခြင်းကကောင်းမ၏။ခေတ်ဆန်လွန်ခြင်းကမကောင်း။ယခုခေတ်တွင်က စာရေးသားမှလည်းခေတ်ဆန်လွန်အားကြီးသူတွေပေါများလျက်နေပေါများလျက်နေချေပြီးအဝိစာဘကလည်းခေတ်ဆန်လွန်အားကြီးသူတွေပေါများလျက်နေလေပြီး ခေကင်တီထူခေကိုတီထွင်လို့တတိထားရန်ကခေဆန်ခြင်းမလိုသွားစီရန်ဖြစ်၏ခေဆန်ခြင်း၌ကောင်းသောခေဆန်ခြင်းသို့သောခေဆန်ခြင်းဟူ၍နှမျိုးရှိရသည်ကောင်းသောခေဆန်ခြင်းတို့ကိုလာလျှင်တီထွင်ကြသည်မည်ခေဆန်သူတို့တတိထားကြကုန်ခေတီထွင်တို့တို့တတိထားကြပါကုန်၂၀ရာစုတင်ပါမည်အဲတင်ငန်းစာရဲ့ဆိုလိုရင်းကတော့ ိစားသည်ဆိုသည်မှာတစုံတစ်ခုသောအရာသည်ယခုခဏလေးတွင်ထင်ပေါ်၍လူကြိုက်များသည်ကိုဆိုလိုကြခိစံသည်ဆိုသည်မှာယခုကာလနှင့်မဆိုင်သောအရာမျိုးမျိုးကိုမြင့်တက်ခြင်းကိုဆိုလိုကြကောင်းသောခိစံခြင်းနှင့်ဆိုးသောခိစံခြင်းနှစ်မျိုးရှိသည်ကိုဖော်ပြကြတင်မောင်ရဲ့သိပ္ပံမောင်ဝ၏စကားအုံလုံးများနှင့်စကားပြေအရေးသားတို့သည်ချစ်လက်ပြီးစံပြမှုရှိကြသူဖြစ်ပါသည် ခင်နဲ့ပတ်သက်ပြီးတော့ချင်းချုပ်ပြောချင်တာကတော့အာခင်စံတိုင်းလည်းကောင်းစီဝေးမဆိုတာအဲအကျိုးမရှိတော့ခင်စံချင်းတို့လည်းအဲအများကြီးရှိပါလေလောကမှာမြည်တည်ရင်များမဆိုတန်လျစေလွန်လေးပြီးဖြစ်တတ်ပါသည် 哎，哥啊、 um， 去散的啦？去哪一样呢？那的啦？哥啊，被他骂了。啊，今天去散。哎，有，菲律宾去散哪？哎，广东去散去嘛？不过嘛，菲律宾，哥啊，菲律宾刚东去散。 ကိုယ့်ကိုအကောင်းဆုံးဖြစ်ဆန်းခြင်းနဲ့နေတယ်လို့ဘယ်လိုမျိုးတမန်တယ်ခဲ့တယ်ဘောဘောလိုတန်းရောက်ပြီသူနားလေးကိုပြောတာညပါရဲ့ဘယ်လိုမျိုးလဲတောင်ရဲ့တတရဲ့နေတယ်အဲပြောအာတောင်ရဲ့တတရဲ့နေတယ် đại Kim Sam. Yeah.